ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအရှိတအာရှနိုင်ငံများအသင်းအာဆီယံရဲ့ခေါင်းဆောင်တွေကဒီဇင်ဘာလမှာကျင်းပမယ့်မြမရွေးကောက်ပွဲတွေအတွက်အာဆီယံအနေနဲ့တရံဝင်လိလာသူမလူဖို့စုံဖြတ်လိုက်ပါတယ်မြမစစ်ကော်မရှင်ကတော့အာဆီယံနိုင်ငံတွေကိုရွေးကောက်ပွဲလာရောက်လိလာဖို့ဖိတ်ကြားထားခဲ့တာဖြစ်ပါတယ် အမီမဖော်လို့တဲ့တက်တမန်တွေရဲ့ပြောကြားချက်ကို The Diplomat တည်င်္ဂါကိုးကားရာမှာတော့အာဆီယံအဖွဲ့အသွင်းမှာအာဆီယံအဖွဲ့ကြီးကိုကိုးစားပြုတဲ့လေးလာရေးအဖွဲ့ဆီလူဖို့ကိုအားလုံးရဲ့သဘောတူညီချက်မရဘူးလို့ဆိုပါတယ်ဒါပေမဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့တခြားတနိုင်ငံချင်းလေးလာသူဆီလွတ်တာကိုတော့တားမြစ်မထားဘူးလို့ဆိုပါရယ် ာဆီယံအနေနဲ့တရားဝင်လေ့လာသူကိုဆီလူမှာမဟုတ်ဘူးလို့ဆိုလိုက်တာကတဏီအားဖြင့်ပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးဆိုတဲ့ဆိုလိုရင်းလည်းဖြစ်ပါတယ်။အာဆီယံကအတိမတ်မပြုဘူးဆိုပေမဲ့လည်းရွေးကောက်ပွဲကိုတော့မြန်မာစစ်တပ်ကမဖြစ်မနေအကောင့်ထဲပုံမဲ့အရေးအယာရှိနေပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးစအချိန်မှာ အာဆီယံခေါင်းဆောင်တွေကမြန်မာစစ်ခေါင်းဆောင်ကို ခေါ်ယူပြီးအာဆီယံဘုတ်သဘောတူညီချက်ကိုချမှတ်ခဲ့ပေမဲ့မြန်မာဘက်ကဒါကိုလိုက်နာကျင့်သုံးတာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်အာဆီယံကအာဏာသိမ်းထားတဲ့နိုင်ငံရေးအစ်စ်ခေါင်းဆောင်တွေကိုအာဆီယံရဲ့အစ်စ်မြက်စည်းဝေးတွေမှာပါဝင်ခွင့်ကိုရုပ်သိမ်းထားပါတယ်။ မလေးရှားနိုင်ငံမှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာပါဝင်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်နိုင်ငံကိုတွားရောက်ခဲ့ပြီးဂျပန်ဝန်ကြီးချုပ်အသစ်စနိုင်းတာကာအီချီနဲ့တွေ့ဆုံခဲ့ပါတယ်အမေရိကန်နဲ့ဂျပန်ခေါင်းဆောင်နှစ်ယောက်တို့ကကုန်သွယ်ရေးနဲ့မြေရှားတတုဆိုင်ရာ သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နိုင်နိုင်ရဲ့အကြအရေးကြီးတဲ့မြေရှားတပ်တုတွေထုတ်လုပ်ရမှာအထောက်အကူဖြစ်စေမဲ့မူဝါဒတွေကုတ်သွဲရေးအစီအမံတွေနဲ့ပူးသွဲညှိနှိုင်းရေးလှုပ်ဆောင်မဲ့ယင်းဒီမြုံနယ်မှုတွေကိုပူးသွဲလှုပ်ဆောင်သွားဖို့သဘောတူညီကြပါတယ်အမေရိကန်ဟာအီလက်ထရောနစ်ပစ္စည်းတွေလျက်စစ်ကားတွေစစ်တုံးပစ္စည်းတွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတတူရရှိရေးမှာတရုတ်ပေါ်မိခိုမှုကို ရှင်းချဖို့စူးစမ်းနေရလဲဖြစ်ပါတယ် မကြသေးခင်တို့ကတော့အမေရိကန်ဟာမလေးရှားထိုင်းနဲ့ဩစတြေးလျတို့နဲ့သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။ခေါင်းဆောင်နှယောက်စလုံးကအမေရိကန်နဲ့ဂျပန်ဆက်ဆံရေးရွှေခေတ်ခေတ်တက်ကိုစတင်လိုက်ပြီလို့ကြေညာပါတယ်။ဂျပန်နိုင်ငံကတင်ပို့တဲ့ကုန်ပစ္စည်းတွေအပေါ်အမေရိကန်ကကုန်သွယ်ခွန်15ရာခိုင်နှုန်းကောက်သွားမယ်လို့လည်းအစုံသက်သဘောတူညီချက်ကိုချမှတ်ခဲ့ပါတယ်။ အရင်ကလေးကသဘောတူထားခဲ့ပေမယ့်မနေ့ကအင်ကန်နေ့မှာမှအစုံသက်သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ဟာဂျပန်နိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကိုတွားရောက်မှာဖြစ်ပြီးအဲဒီမှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံဖို့အစီအစဉ်ရှိပါတယ်။ နောက်သတင်းသပုတ်ကတော့အာဆီယံထိပ်သီးညီလာခံအတွင်းမှာအမေရိကန်ကအာဆီယံနိုင်ငံတချို့ကကုန်ပစ္စည်းတွေကိုကုန်သွယ်ခွန်ကင်းလွှတ်ခွင့်ပြုမယ်လို့သဘောတူခဲ့ပါတယ်။အဲ့လိုသဘောတူညီချက်လုပ်ခဲ့တဲ့နိုင်ငံတွေကတော့မလေးရှား၊ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေပါဝင်ပါတယ်။ မလေးရှားနိုင်ငံကတော့အမေရိကန်ကသွင်းကုန်1933မျိုးကိုကုန်သွယ်ခွင့်လွတ်တင်သွင်းခွင့်ပေးမှဖြစ်ပြီးအမေရိကန်ကတော့အာကာသစက်ပစ္စည်းနဲ့အစိပ်ပိုင်းတွေဈေးဝါပစ္စည်းတွေနဲ့မလေးရှားရဲ့အဓိကပို့ကုန်ရင်းဖြစ်တဲ့စီအုံကိုကိုနဲ့ရော်ဘာတွေကိုအမေရိကန်ကအခွင့်လွတ်ခွင့်ပြုမှဖြစ်ပါတယ်။ ထိုင်းကမ္ဘောဒီးယားနိုင်ငံတွေနဲ့အမေရိကန်သဘောတူညီမှုမှာတော့အမေရိကန်ကထိုင်းနဲ့ကမ္ဘောဒီးယားကိုတင်သွင်းတဲ့ကုန်ပစ္စည်းအားလုံးနှိပါးကိုထိုင်းနဲ့ကမ္ဘောဒီးယားကအခွန်ကောက်ရာကိုဖျက်သိမ်းပေးမှာဖြစ်ပါတယ်။အမေရိကန်ဘက်ကတော့သတ်မှတ်ထားတဲ့ကုန်ပစ္စည်းတွေကိုကုန်သွယ်ခွန်၃ညရာခိုင်နှုန်းနဲ့တင်သွင်းခွင့်ပေးပြီးကျန်တဲ့ကုန်ပစ္စည်းတွေကိုတွင်းကုန်ခွန်၁၉ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပါတယ်။ ဘယ်ပစ္စည်းတွေကိုအခွန်လွတ်တင်သွင်းခွင့်ပေးမယ်ဆိုတာကိုတော့တိတိကျကျဖော်ပြတာမရှိသေးပါဘူး။ထိုင်းနိုင်ငံကအမေရိကန်ရဲ့စိုက်ပျိုးရေးထုတ်ကော်တွေစွမ်းအင်နဲ့လေယာဉ်တွေအပါအဝင် တွင်းကုတ်69ရက်ခိုင်နှုန်းကိုအခွန်ကင်းလွတ်ခွင့်ပြုမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားရဲ့အတ္တိကပို့ကုန်တွေဖြစ်တဲ့အဝတ်အထည်နဲ့ဖက်နှက်တွေပါဝင်မှုရှိမရှိအတိအကျပြောတာမျိုးလည်းမရှိသေးပါဘူး။ကမ္ဘာအသက်ကြီးဆုံးနိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ကင်မရွန်နိုင်ငံကသမ္မတဟာရွေးကောက်ပွဲအနိုင်ရပြီးရှစ်ကြိမ်မြောက်အဖြစ်သမ္မတတာဝန်ဆက်ပြီးယူသွားမှာဖြစ်ပါတယ်။အသက်62နှစ်ရှိပြီဖြစ်တဲ့ပေါ်ဘီယာဟာကင်မရွန်နိုင်ငံကို1982ခုနှစ်ကတည်းကအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီကပြီးခဲ့တဲ့ရွေးကောက်ပွဲကိုတမဒါပေါ်ပီးယားကမဲဆန္ဒ53ရခိုင်နှုန်းနဲ့အနိုင်ရရှိကြောင်းကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲမဲရည်သွဲမှုမှာအငင်းပွားမှုတွေရှိခဲ့ပေမဲ့အခြေခံဥပဒေကောင်စီကပေါ်ပီးယားကိုတမဒါအသစ်အဖြစ်အတိမတ်ပြုခဲ့တာဖြစ်ပါတယ်။ အာဖရိကအလယ်ပိုင်းနိုင်ငံဖြစ်တဲ့ကင်မရွန်းနိုင်ငံရဲ့သမ္မတသက်တမ်းဟာခုနှစ်နှစ်ဖြစ်တဲ့အတွက် သမ္မတသက်တမ်းကုန်အောင်ထမ်းဆောင်မယ်ဆိုရင် သမ္မတဘောဘီယာက အသက်69နှစ်အထိတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်တဲ့တင်းနဲ့မီဒီယာကွန်ရဲ့ NMG တည်င်းဌာနကတင်းနယ်လာနေကနေတောက်ကြနေအထိညတိုင်းရုပ်သက်တဲ့အစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ် ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။